ဒါကတော့မက်တီပါအသက်17နှစ်ပဲရှိနေသေးပြီးကြောက်တောင်တက်ရတာကိုအရန်ကြိုက်ပါလိအဲ့ဒီတုန်းကကြောင်းပေးရရှိချေပါသူကအားတဲ့အချိန်တိုင်းကြောက်တောင်တက်ရင်းနဲ့ပဲအချိန်ကုန်တာများပါလိသူ့အဖေရဲ့လွမ်းမိုးမှုကြောင့်သူအဲ့ဒီလိုမျိုးစွန့်စားရတဲ့အားကစားကုန်တဘောကြတာပါဒါပေမဲ့အမေဖြစ်သူကတော့သူ့ရဲ့ဝါသနာပါတဲ့အလုပ်ဟာအန်ဒီရဲ့များတဲ့ဆွာကိုတိတဲ့အတွက်ဘယ်တော့မှမကြိုက်ပါဘူးဒါကြောင့်သူကခိုးချောင်ခိုးဝက်လုပ်နေရပါလိတနေ့နေ့လယ်ပိုင်းလေးကျင်းနေတော့သူ့အမေကအလုပ်အရန်များနေတော့သူ့ရဲ့မောင်လေးမက်ကိုကလေးထိန်ချောင်းကနေ သွားခေါ်ခိုင်းတဲ့အတွက်လေးကျင်းတော့ကိုစောစောရက်လိုက်ရပါလိမော်လီကလုံခြုံရေးစနစ်ကိုဒီဇိုင်းဆွဲတဲ့လူတစ်ယောက်ပါသူကမကြာခဏဆိုသလိုပဲအမည်မျိုးသောအေဂျင်စီဝင်နဲ့ကမ္ပဏီကြီးဝင်မှတာဝန်ပေးခံရပါလိအဲ့ဒီနေ့မှာစတော့သူကနောက်အပတ်မှာဖွင့်မဲ့ဟာတာဘက်ဘန်မှာတာဝန်ကြပါလိတကယ်စတော့သူဟာစနစ်ကိုစမ်းသပ်ဖို့အချိန်ပိုတောင်းခဲ့ပေမဲ့အလို့ရှင် Brisbane ကမဆောင်ရှင်တော့တဲ့အတွက်ချက်ချင်းအလုပ်ပြီးစီရှင်ပါရင် Media အဖြစ်ဖြစ်သူ Tom ကကိုကက်ကွင်းရဲ့ Manager တယောက်ပါ သူနဲ့မော်လီဟာမက်ဒီကိုတကူအဖြစ်မှဆိုးတဲ့အတွက်သူ့သမီးရဲ့ကြောက်တောင်တက်တဲ့ဝါသနာကိုလွတ်လိုက်ဖို့မကြကနာတတိပေးပါရီဒါပေမဲ့တကယ်တမ်းတော့သူ့သမီးကသူ့လိုမျိုးဝါသနာပါတော့ကိုသူ့ပြောပြီးလုံးဝမတားနိုင်ပါဘူးသူ့အမဲကိုယူတဲ့အောင်မြင်မှုတစ်ခုကတော့ဧဝရတောင်ထိပ်ကိုအောင်မြင်စွာတက်နိုင်ခဲ့တာပါသူ့တောင်တက်နေတုန်းပြုတ်ကျခဲ့ပေမဲ့ကံကောင်းထမစွာနဲ့ပဲအင်ကိုဘေးကင်းနေပြန်ရောက်နိုင်ခဲ့ပါရီသူမှသူ့မိမအလုံးများနေတဲ့အကြောင်းမက်ဒီရဲ့ငင်းယူတန်ကိုမော်လီကိုပြောပြပါရီ ဘာကြောင့်လဲဆိုတော့မက်ဒီတယောက်တည်းမဟုတ်ပါဘူးသူကလည်းသူ့မိမကိုလွမ်းနေလို့ပါအဲ့ဒီညမှာသူတို့နေရာအသူအချိန်ဖြုံးရှင်ပေးမဲ့ရုတ်တရက်သွန်းဟာကျမ်းပြပေါ်ကိုတတိလက်ပြီးလဲကြသွားရပါလိမ့်နောက်တနေ့မနေ့မှာတော့သူ့ကိုချက်ချင်းစည်းုံပို့လိုက်ပြီးစစ်ဆေးပြီးရနောက်ဆရာဝန်ဟာလွန်ခဲ့တဲ့နှစ်အတော်ကြာတုန်းကအေဝရတ်တောင်ထိပ်ကပြုတ်ကြလို့မှသွန်ရဲ့ ဒဏ်ရာဟောင်းကိုတွေ့လျက်ရပါရင်အဲ့ဒါကသူ့ကိုလဲကျစေပြီးတော့လေဖြတ်သွားစေခဲ့တာပါကံမကောင်းစွာနဲ့ပဲသူ့ရဲ့အခြေအနေအတွက်ကုသနီးကိုဒိမ့်မတ်မှပဲတီထွင်ထားပါရင်ကုန်ကျစရိတ်ကဒေါ်လာ2.5000ရှိပြီးစမ်းသက်စေကုသမှုဖြစ်တဲ့အတွက်ကျမ်းမာရဲ့အာမခံတယ်လည်းမကမိပါဘူး ဒီလောက်အထိများတဲ့ငွေပမာဏကမိသားစုအတွက်တော့မတတ်နိုင်လောက်အောင်များလွန်းနေခဲ့ပါရင်မော်လီကငေးမနေခဲ့ပါဘူး။သူကနေရာတိုင်းမှာချင်းငွေရဖို့အတွက်စက်တိုက်ကြိုးစားနေဆဲဖြစ်ပြီးနောက်ဆုံးမှာတော့ဟာဒဘက်ဘန်ကိုရှောက်ဖို့အတွက်ဆုံးဖြတ်လိုက်ပါရင်ကမကောင်းစွာနဲ့ပဲ Brisbane ကမလိုက်လျော့ပဲနဲ့မော်လီရဲ့အဆိုပြုချက်ကိုလုံးဝငြင်းပယ်ခဲ့ပါရင်မော်လီရဲ့ခင်မုံကုတဖို့အတွက်စွာကိုသူတိပြင်မဲ့လဲငင်းဆိုခဲ့ပါရင်ဒါကမက်ဒီကိုစိတ်တိုစေခဲ့ပါပြီးအကြီးဆုံးကလေးအနေနဲ့သူကကုညီဖို့အတွက်တာဝန်ရှိတယ်လို့ခံစားရပါရင် အဲ့ဒီညမှာမန်ဒီကသူ့အမေဆိုဖာအပေါ်မှာအိတ်ပြောင်းနေတာကိုတွေ့ပါတယ်ပြီးတော့သူ့အမေဟာတာဘက်ဘန်အတွက်ဒီဇိုင်းဆွဲထားတဲ့လုံချွေးစနစ်တွေကိုတွေ့လိုက်ပြီးသူ့ရဲ့ခေါင်းထဲမှာအကြံတစ်ခုပေါ်လာပါတယ်သူကသူ့တငယ်ချင်းနေရောက်ဖြစ်တဲ့ Gap နဲ့ Austin ကိုချက်ချင်းခေါ်ပြီးတော့အဲ့ဒီအကြောင်းကိုပြောပြပါတယ်မန်ဒီကဟာတာဘက်ဘန်ကိုလူရဖို့အတွက်သူ့ရဲ့ရည်ရွယ်ချက်ကိုပြောပြပါတယ် သူတို့ဟာနောက်တနေ့မှပဲလုံဆောင်မှုအချက်ချင်းအစီအစဉ်ဆွဲပါရီမက်ဒီကသူ့အမေနဲ့အတူဘန်ကိုတွားပြီးတော့သူ့အမေအလုံးလုံးတဲ့နေရာကိုကြည့်ရှင်တယ်လို့ပြောပါရီပြီးတော့သူဟာ CCTV ကင်မရာဝင်နဲ့ဘန်ရဲ့လုံရွှေစနစ်ကိုလေ့လာပြီးနေရာတိုင်းကိုဓာတ်ပုံရလဲပါရီသူကဘန်ရဲ့ငွေတက်တာဝီကိုလည်းကြည့်ရှင်နေတယ်ပါရီဒါပေမဲ့သူ့အမေကဘေတုကမှအဲ့ဒီနေရာစီတွားခွင့်မပြုဘူးဆိုတော့သူ့ကိုလည်းခေါ်မတော်ပါဘူးကန်ကောင်းထောင်းမဆွာနေပဲအဲ့ဒီအချိန်မှာမက်ဒီကသူ့အမေရဲ့လွတ်ဖို့ကန်ဖက်ဟတ်မန်နဲ့တွေ့ဆုံခဲ့ပါရီ သူကလည်းတဘောကောင်းစွာနဲ့မက်ဒီကိုအဆောက်အဦပပတ်လေလိုက်ပြပေးပါရီလက်ပတ်ကြည့်ရှုနေတော့ဟတ်မန်ကယုံခံတချို့ကိုပြသပါရီကျမ်းပြန်အထက်မိသား30လောက်မှရှိတဲ့ငွေတစ်တာအကြောင်းလည်းပြောပြပါရီအဲ့ဒီတော့ဘေတူးမအဲ့ဒီကိုရောက်ဖို့ခက်ခဲမှဖြစ်ပါရီဒါပေမဲ့အရေးကြီးဆုံးအချက်ကတော့ဟတ်မန်မတိလိုက်တာကဘန်ရဲ့လိုဝက်ကုတ်နှစ်ပတ်ကိုပြောပြလိုက်တာပါဒီဘက်မှာလည်းကပ်ကဘန်ရဲ့ပုံစံကိုရှောက်ပေးဖို့အတွက်တာဝန်ယူထားပေမဲ့ သူ့မအောင်မြင်ပါဘူး။ဘာကြောင့်လဲဆိုတော့အစားအုံကိုဒီဇိုင်းဆွဲတဲ့ဘီတုကကတခြားလူတွေကိုပုံစံအားကြိခွဲ့မပေးပါဘူး။အထူးသဖြင့်သူ့ကိုပါသူကအเจ้าကအလုပ်လုပ်ပြောပြီးတော့အကူအညီလိုတယ်ဆိုတဲ့ကလေးတယောက်ပဲဖြစ်ပါရင်ဒါပေမဲ့ကံကောင်းစွာနဲ့ပဲသူ့ရဲ့ချစ်စရာကောင်းတဲ့မျက်နှာလေးကြောင့် ဧကျော်ကသူ့ကိုတနာသွားခဲ့ပြီးယုံရှိမှပြသထားတဲ့အဆောက်အအုံရပုံစံငယ်လေးတစ်ခုကိုအိမ်ယူသွားဖို့ပေးပါရင်အဲ့ဒီညနေမှာတငယ်ချင်းတုံးရောက်ပြန်ဆုံပြီးတော့သူတို့ရရှိခဲ့တဲ့အချက်လက်တွေကိုစုစည်းကြပါရင်အဲ့ဒီနောက်ကွန်ပျူတာပရာကူအော့စတင်ကမက်ဒီစီကနေဓာတ်ပုံဝင်တဲ့ gap ယူလာတဲ့ပုံစံငယ်လေးဝေးကိုပေါင်းဆက်ပြီးတော့ဘန်တဲမှာငွေတစ်တာဘဲမှရှိတယ်လဲဆိုတာကိုနောက်ဆုံးမှရှာဝေတွေ့ရှိသွားခဲ့ပါရင်သူတို့ရဲ့ပြင်ဆင်မှုကအဲ့ဒီမှာမရက်ပါဘူး ဆက်ပြင်ကျွမ်းကျင်သူ gap ဟာလူရတဲ့အချိန်မှာသူတို့ရဲ့တည်ယူပို့ဆောင်ရေးယဉ်ဖြစ်မဲ့ကိုကတ်တီကိုပုံမြန်ဆန်ပြီးတော့ဘေးကင်းအောင်မောင်းနေနိုင်ဖို့ပြုပြင်မွမ်းမံတာဝန်ယူပါရီအော့စတင်ကတခြားသောတာဝန်တွေကိုယူပါရီမက်ဒီစီကရရှိတဲ့အချက်လက်တွေအရဘန်မှာဆိုရင်လုံခြုံရေးအရာရှိဝင်နဲ့အရေးပေါ်အရာရှိဝင်ရှိပါရီအရေးပေါ်အရာရှိဝေးစွာကတခြားမဟုတ်ပါဘူးကျန်းတဲ့နဲ့ခွေပြီးပါ အော်စတင်ကို NRW ဘယ်လိုမျိုးကင်တွယ်ရမှလဲဆိုတာရှာဖွေခိုင်းခဲ့ပါပြီ။နောက်ပိုင်းတာဝန်ကျမဲ့လုံချွေးအရာရှိွေကိုလဲစားဖို့အတွက်၃ယောက်သားကတရုတ်ဆောင်ရတာအရန်ကြိုက်တဲ့ဟက်မန်ကိုလုံချုံကြီးကိုအာယုံလွဲဖို့အတွက်နောက်ပိုင်းမှာအတုံးပြုမဲ့ရုပ်ရှင်တိုလီတခုရိုက်ကူးဖို့လင်းညာပြောဆိုခဲ့ပါပြီ။သူရဲ့ပြင်ဆင်မှုတွေကကြကြောမွေးနဲ့ပြီးသွားခဲ့ပြီးမက်ဒီကလည်းပျော်ရွှင်နေပြီမဲ့နောက်တော့ပြဿနာတခုပေါ်လာပါသည်သူကအော့စတင်ကိုပို့ပြီးအာယုံစိုက်ကြည့်နေတော့ကက်ကမနာလို့ဖြစ်လာပါသည် သူ့ယောက်ျားွေအားလုံးတူတူပဲလို့ယံတွေ့ပြီးအဲ့ဒါကြောင့်အော့စတင်ကလည်းစိတ်ဆိုးသွားပါတယ်အဲ့ဒီညမှာမက်ဒီစိတ်ရှုပ်သွားခဲ့ပါပြီသူ့အဖေမင်းမြန်ပြန်ကောင်းလာဖို့အတွက်သူ့အစီအစဉ်ကိုချက်ချင်းလှုံ့ဆော်ရမယ်ဆိုတော့သူသိပါတယ်ဒါပေမဲ့သူ့တငယ်ရှင်နေရောက်နဲ့သူ့အချင်းကြီးကလည်းပို့ဆိုးလာပါတယ်ဒါကြောင့်နောက်ဆုံးမှာတော့သူ့အဖေပြန်ကောင်းလာဖို့ဘာမှမဆိုလှုံ့ရန်သူဆုံးဖြတ်လိုက်ပါတယ်မနေ့ကစောမှာပဲမက်ဒီဟာအော့စတင်ကိုချက်ချင်းတွေ့ပြီးတော့သူ့ကိုလည်းကြိုက်တယ်လို့ပြောပါတယ်ပြီးတော့နှလုံးရှမ်းပုံစံဆွဲကြိုးလေးတစ်ခုပေးလိုက်ပြီးကျန်တဲ့ရှမ်းကိုတူဝတ်ထားတယ်လို့လိန်ညာပြောဆိုခဲ့ပါတယ် ဲ့ဒီနောက် gap ကိုလည်းအဲ့ဒီအတိုင်းပဲပြောပါရီးသူ့ရဲ့ရွယ်ချက်ကတခြားမဟုတ်ပါဘူးဒီလူရဲ့မှုအစီအစဉ်ကိုပြီးမြောက်အောင်ကူညီဖို့တငယ်ရှင်နှစ်ယောက်ကိုပြန်ရအောင်ဆွဲဆောင်တာပါနောက်တနေ့မှာတော့အစောက်အုံဖွင့်ပွဲကျင်းပတဲ့အခါမှာမက်ဒီနဲ့သူ့ရဲ့တငယ်ရှင်တွေကအစောက်အုံကိုလူရဖို့အတွက်အစဉ်သစ်ဖြစ်နေကြပါပြီကမကောင်းစွာနဲ့ပဲအားလုံးအစဉ်သစ်ဖြစ်နေတဲ့အချိန်မှာမော်လီကမက်ဒီကိုဖွင့်ပွဲကိုသူ့သွားတက်နေတော့မက်ကိုကြိရှုပေးဖို့ပြောလိုက်ပါရင်ဒါကြောင့်သူ့ရဲ့အစီအစဉ်တွေပြတ်သွားပေမဲ့သူ့အမေရဲ့တောင်းဆိုချက်ကိုသူမငြင်းနိုင်ပါဘူး ငင်းမယ်ဆိုတော့တန်တရာအဝင်တွားနိုင်ပါပြီနောက်ဆုံးမှာတော့မက်ဒီနဲ့သူ့ရဲ့အချစ်ဆုံးငယ်ရှင်နေရောက်တော့မက်ကိုပါခေါ်ပြီးတော့သူ့ရဲ့လုပ်ငန်းကိုလုံဆောင်ရပါပြီဧည့်သည်အတွင်ယူပြီးရှေ့တကားကနေချောချောမွေဝင်တွားနိုင်ခဲ့လို့ဘသူကမှတတိမထားမိပဲအဆောင်အထဲကိုခိုးဝင်နိုင်ခဲ့ကြပါပြီအဲ့ဒီနောက် CCTV အခန်းကိုတွားလိုက်ကြပြီးဘန်ကိုအနောက်ရှက်မရှိပဲလူရနိုင်ဖို့အဲ့ဒီက CCTV အားလုံးကိုပိတ်ပြရပါပြီအဲ့ဒီညမှာလုံချွေးအရာရှိနေရောက်ပဲတာဝန်ကြတာပါတယောက်ကကဲပြအကိုရှက်ပါ သူ့ရဲ့အိမ်မက်ကတော့ရဲဖြစ်ဖို့ပဲဖြစ်ပါရီးဒါပေမဲ့အဲ့ဒါကသူရဲ့လုပ်ငန်းကိုပိုလွယ်အကူစေလိမ့်မယ်လို့မဆိုလိုပါဘူးတကယ်ဆိုတော့သူတို့ကိုအားယူလွှဲဖို့ပုံမခက်ခဲစေခဲ့ပါရီးဒါပေမဲ့မက်ဒီကပါမီရှင်မှလေးပဲဖြစ်ပါရီးသူကအတန်အာယုံခံကြိယာကိုအလုံးလုံးစီမဲ့အင်ဂျင်အတန်ဆိုးတဲ့ကားကိုအုံပြူပြီးတော့အကြီးတန်းလုံရွှဲအရာရှိဖာရက်ကိုအခန်းထဲကနေထွက်သွားလုလိုက်ပါရီးချမ်းတယောက်တည်းကြံခဲ့တဲ့အထိပါ ပြီးတော့သူကရဲချုပ်ဖွင့်ပွဲကိုရောက်နေပြီးသူ့ကိုရှာနေတယ်လို့ပြောကရှက်ကအာယုံလိုက်လာပါလိဒါကြောင့်ရှက်ကစိတ်လုံရှားသွားခဲ့ပြီးတော့ရဲချုပ်ကိုတွေးဖို့အတွက်ပျော်ရွှင်စွာနဲ့ဖွင့်ပွဲကိုဆင်းသွားခဲ့ပါလိဒါဝေအလုံးကလင်ညာပြောဆိုတာဝေပါတစ်ဖက်မှာတော့ဒါဟာအော့စတင်နဲ့ကပ်တို့အတွက်အဆောက်အအုံထဲက CCTV ကင်မရာစနစ်ကိုဟက်လုပ်ဖို့အခွင့်အရေးကောင်းတစ်ခုဖြစ်သွားပါလိနောက်ဆုံးမှာတော့အော့စတင်ဟာစောင့်ကြည့်ကင်မရာကိုထိန်းချုပ်နိုင်သွားခဲ့ပြီးသူရဲ့လုံရှားမှုကိုလုံချွေးအရာရှိဝေမတိနိုင်တော့ပါဘူး အဲ့ဒီနောက်၃ယောက်သား Brisbane ရဲ့ရုံခန်းကိုတွားပြီးတော့ Austin က CCTV ကိုဟန့်လုပ်နေတော့ Cap နဲ့ Medi ကတော့ငွေတက်တာအခန်းကိုတွားကြပါနီးမကြခင်ပါပဲ Cap နဲ့ Medi တို့ငွေတက်တာအခန်းကိုဘေးကင်းနဲ့ရောက်သွားကြပါပြီဒါပေမဲ့ငွေတက်တာကိုဘယ်မှာထားတာလဲဆိုမှမြင်တော့ဘယ်လိုရောက်အောင်လုပ်ရမှာလဲဆိုတာကိုစဉ်းစားမရဖြစ်သွားပါနီးအစပိုင်းမှာ Medi ကတက်ဖို့အတွက်နီလန်းရှာကြည့်ပါနီးနောက်ဆုံးမှာ Cap ကအခန်းနေရာမှာရှိရဲ့တူလောင်ဘူးတစ်ခုစီကိုဖွင့်နိုင်တဲ့ခလုတ်ပြတစ်ခုအားတွေ့လွှားခဲ့ပါနီး ဒါကြောင့်မယ်ဒီဟာနေရန်ကိုတက်ဖို့အတွက်အကန့်တစ်ခုလုတ်ဖို့ဝူတရှုတ်ကိုဖွင့်ပေးရန်သူ့ကိုတောင်းဆိုလဲပါရီကက်ကအဲ့ဒါဟာအရန်အနေနဲ့များတဲ့အတွက်မလုံရှင်ပါဘူးဒါပေမဲ့မယ်ဒီတောင်းဆိုနေတော့ကက်ကလည်းသူ့ရဲ့တောင်းဆိုချက်ကိုမလွန်ဆန်နိုင်ခဲ့ပါဘူးနောက်ဆုံးမှာမယ်ဒီကဘူးရီအပေါ်တက်နိုင်ခဲ့ပါရီဒါပေမဲ့ကံမကောင်းစွာနဲ့ပဲသူ့အပေါ်ကိုတယောက်တဲ့အခါမှာသူ့ရဲ့ချိတ်ကဘူးရီချားမှာညံ့သွားခဲ့ပြီးဆက်တက်လို့မရပါဘူးအဲ့ဒီအခါမှာမယ်ဒီလက်လျှော့မလို့လို့ဖြစ်သွားခဲ့ပါရီဒါပေမဲ့သူ့အဖေအေဝရတောင်ကိုတက်ခဲ့တဲ့အကြောင်းပြန်လည်တတိယတော့ပါရီ ့အဖေကဘလောက်ပဲခက်ခဲတဲ့စင်ခေါ်မှုနဲ့ရင်ဆိုင်နေရပါစေတကယ်တမ်းဖိုးရှိတဲ့အီမန်ချက်တစ်ခုအတွက်ဆိုရင်တော့သူအဲ့ဒီစင်ခေါ်မှုကိုကြော်လွားနိုင်မှာတေချာတယ်လို့ပြောခဲ့ပါရီးအဲ့ဒါကသူ့ကိုလုံခြုံချိတ်မပါဘဲနဲ့ဆက်လုပ်ဖို့စိတ်ဓာတ် တက်ကြွသွားစေခဲ့ပါရီးမက်ဒီနဲ့ကက်တို့ငွေတင်တာအခန်းတွေကိုဝင်သွားတဲ့အတွက်လုံခြုံအချက်ပေးတန်ဒီမြလာခဲ့ပါရီးဒါပေမဲ့သူတို့ကဒါကိုကြိုတင်ခံမှန်းထားပြီးသားပါအော့စတင်ကဟမ်မန်ကလူအုပ်ကိုစိတ်အေးထားဖို့ပြောနေတဲ့ဗီဒီယိုဖိုင်အားပြပြီးသူရဲ့အာယုံကိုလွဲပြောင်းရှင်းဖြစ် သူ့ရဲ့အရန်အစီအစဉ်ကိုချက်ချင်းလုံဆောင်ခဲ့ပါရီမယ်ဒီဟာငွေတိတာကိုရောက်ဖို့အတွက်အပေါ်ကနေသွေးလောင်ကြနေပါရီသူအတော်ကလေးခက်ခဲစွာလုံဆောင်ပြီးရနောက်ငွေတိတာကိုရောက်သွားခဲ့ပါပြီဒါပေမဲ့ကံမကောင်းစွာနဲ့ပဲငွေတိတာရဲ့လိုဝက်ကုတ်ကအခန်းရဲ့ကုတ်နဲ့မတူပါဘူးမယ်ဒီဟာသူ့အမေဒီယုံခမ်းမှာလုံချွေးစနစ်ကိုဒီဇိုင်းဆွဲလို့ကဘလို့စကောဝက်ကိုအများဆုံးထည့်သွင်းခဲ့တယ်လဲဆိုတာကိုစဉ်းစားနေခဲ့ပါရီအစပိုင်းမှာတော့သူ့အဖေနမေကငွေတိတာရဲ့စကောဝက်ဖြစ်မယ်လို့တူထင်ခဲ့ပေမဲ့မအောင်မြင်ပါဘူး မန်ဒီဟာသူ့ညီလေးရဲ့နာမည်ကိုစဉ်းစားကြည့်သေးပါရင်ဒါပေမဲ့အဲ့ဒါကလည်းမှားပါရင်ပြီးတော့သူ့အမေရဲ့စကားကိုပြန်လဲတတိယပြီးသူ့နာမည်ကိုရိုက်ထည့်လိုက်တဲ့အတွက်တကယ်ပဲလိုအပ်ကုန်ဖြစ်နေခဲ့ပါရင်မန်ဒီချက်ချင်းငွေဒေသထဲကိုဝင်ပြီးတော့လိုအပ်တဲ့ဒေါ်လာ2,500ကိုယူပါရင်ပြီးတော့သူတို့အမိသွားမှစိုးတဲ့အတွက်အခန်းထဲကနေအမြန်ဆုံးပြေးထွက်လာခဲ့ပါရင်ဒါပေမဲ့လုံချွေးစနစ်ကငွေဒေသအခန်းထဲမှာကျူးကျော်ဝင်ရောက်တဲ့လူတယောက်ရှိတယ်ဆိုတာကိုတိတွားခဲ့ပြီးအလုံးကလန့်သွားခဲ့ပါရင် အရာရှိတွေကိုချက်ချင်းအဲ့ဒီနေရာစီဆေလွတ်လိုက်တာကြောင့်မက်ဒီနဲ့တငယ်ချင်းတွေကသူတို့ကိုရှောင်ကြရပါလိမ့်ကံမကောင်းစွာနဲ့ပဲသူတို့လမ်းမရှိတဲ့အတောင်ကိုရောက်သွားခဲ့ပါပြီ။ဘာကြောင့်လဲဆိုတော့ဖာရဲခေါ်လာတဲ့လုံရွှေခွေးကသူတို့ကိုတွေ့ရလို့ပါ။ဒါပေမဲ့ကံကောင်းထောက်မစွာနဲ့ပဲရှက်အချိန်မီရောက်လာပါလိမ့်မက်ဒီကသူ့အဖေကိုကူညီရှင်တဲ့အတွက်ဘန်ကိုလူရတားလို့သူတိသွားတော့သူတို့ကိုလွတ်ပြေးလိုက်ပါလိမ့်။နောက်ထဲအချိန်ဖြုံးမနေတော့ဘဲနဲ့မက်ဒီနဲ့တငယ်ချင်းတွေချက်ချင်း ကားပါကင်ကိုဦးတည်ပြီးတော့သူတို့ရဲ့ကိုကက်လေးစီလမ်းလျှောက်တွားကြပါလိမ့်ဒါပေမဲ့အဲ့ဒီအချိန်မှာကက်မကောင်းစွာနဲ့ပဲကက်နဲ့အော့စတင်တို့မက်ဒီကနှလုံးပုံဆွဲကြိုးအကြောင်းသူတို့ကိုလိညာထားတာအတိတွားကြပါလိမ့်မက်ဒီကဆွဲကြိုးတဲ့ချမ်းစီကိုသူတို့နှစ်ယောက်လုံးကိုပေးခဲ့တာဖြစ်ပြီးတော့အဲ့ဒါကသူတို့ကိုအရင်စိတ်ပြတ်သွားစေခဲ့ပါလိမ့်ဒါကြောင့်သူတို့ချက်ချင်းသူတို့ရဲ့ပုံအောင်ရကိုပြန်သွားပြီးတော့မက်ဒီကိုတယောက်တည်းထားခဲ့ပါလိမ့် ပုံအောင်ရကိုတွားနေတော့အော်စင်ကသူ့ရကိုကက်မှာစီကုံတွားပြီးလို့တူထင်ပါရင်အဲ့ဒီချိန်ရဲဝေကဗန်ဖောက်ထဲမှုဖြစ်ပွားတဲ့အကြောင်းတရင်ရရှိပြီးတော့သူတို့ကိုအနောက်ကနေလိုက်လာခဲ့ပါရင်အော်စင်ရဲဝေကိုကြော်တက်ပြီးကက်ပြက်ကိုကက်ပေါ်ကိုခုန်တက်ဖို့ရဲရဲတင်းတင်းဆုံးဖြတ်လိုက်ပါရင်သူတို့ပုံအောင်ရကိုဘေးကင်းနဲ့ရောက်တဲ့အခါမှာမက်ဒီအကြောင်းကိုတရိယာတွားခဲ့ပါရင်သူတို့ကမက်ဒီရဲဝေလိုက်နေတယ်ဆိုတာကိုမတိဘူးဆိုတာသိချပါရင်ဒါကြောင့်မက်ဒီကိုရဲဝေရဲ့ဖန်ဆီရှင်းကနေကဲတင်ဖို့ပြန်သွားရှာကြပါလိမ့်။အဲ့ဒီနောက်သူတို့က တုံကိုချက်ချင်းတွေးဖို့အတွက်ဇေယုံစီသွားကြပါလိမ့်။ကုတဖို့လုံလောက်တဲ့ငွေကိုမက်ဒီစုဆောင်ထားပြီးပြီဆိုတော့သူ့အဖေကိုကုတမှုခံယူဖို့ဒိမက်ကိုတိုက်ရိုက်ခေါ်သွားရှင်ပါလိမ့်။တစ်ဖက်မှာတော့မော်လီကလုံရွှေစနစ်ကိုဘက်တူမန်မသိတဲ့လူတစ်ယောက်ဟက်လုတ်သွားတဲ့အကြောင်းချက်ချင်းတင်ရသွားခဲ့ပါလိမ့်။သူ့ရဲ့အလုတ်ကကြရှုံးတယ်လို့တတ်မှတ်ခံရတဲ့အတွက်သူ့အလုတ်ပြုတ်တော့မလို့ဖြစ်သွားခဲ့ပါလိမ့်။ဒါကြောင့်သူချက်ချင်းပဲဇေယုံကိုတွားပြီးတော့တုံကိုခေါ်သွားရှင်တဲ့မက်ဒီနဲ့သူ့ရဲ့တငယ်ချင်းတွေကိုတွေ့ပါလိမ့်။အဲ့ဒီအချိန်မှာသူကတည်င်းပို့ခံရတဲ့ကျူးကျော်သူဟာ သူ့သမီးဖြစ်တဲ့အကြောင်းသိသွားခဲ့ပြီးချက်ချင်းပဲသူ့ကိုကာကွယ်ဖို့အရှိကိုထွက်လာပါရင်ဘရစ်စဘိန်းကလုံရွှေစံတမှုကိုခွင့်မပြုလို့အဲ့ဒီလူရဲမှုဟာတရုတ်သူဖန်တီးမှုတစ်ခုပဲလို့ပြောပါရင်တတိပေးချက်မပေးပဲလုံရွှေကိုစံတပ်ဖို့သူ့ရဲ့အစီအစဉ်ဖြစ်ပါရင်မီဒီယာဝေကလူရဲသူတွေရဲ့ကြီးမြတ်ပုံကိုဖော်ပြပြီးတော့လူရဲသူတွေရဲ့ခေါင်းဆောင်မှာအလွန်အကုန်အကျများတဲ့စီးကူတာမှုလိုအပ်နေတဲ့ဖျားနေခဲ့တဲ့အဖေတယောက်ရှိတဲ့အကြောင်းဖော်ပြခဲ့ပါရင်နောက်တနေ့မှာပဲမမျော်လင့်မနဲ့လူအများပြားက ကိုကက်ပြိုင်ပွဲလက်မှတ်တွေကိုဝယ်ယူခဲ့ကြပြီးတတော်များကလည်းတွန်မြဲကုသမှုအတွက်လူဒန်းခဲ့ကြပါရင်းအဲ့ဒီလူတွေရဲ့လူဒန်းမှုကြောင့်မက်ဒီနဲ့သူ့ရဲ့အမေအရန်ကိုပျော်ရွှင်ခဲ့ကြပါရင်းဒါပေမဲ့ပမနာကလုံလောက်တဲ့အထိမရှိသေးဘူးဆိုတာသိလိုက်ရပါရင်းအဲ့ဒီအချိန်ဟာဘတ်ရုတ်တရက်ရောက်လာခဲ့ပြီးတော့ဒေါ်လာ9000လူဒန်းခဲ့ပါရင်းဟပ်မန်က Brisbane နောက်ဆုံးမှာ Director ရာထူးကနေနှုတ်ထွက်သွားပြီလို့လည်းအသိပေးပါရင်းသုံးနာအကြာမှာတော့တွန်ပြန်ကောင်းလာခဲ့ပြီးကိုကက်ကွင်းကိုပြန်လည်စီမံခန့်ခွဲနိုင်ခဲ့ပါရင်း သူကလည်းသူ့ရဲ့ပုံမှန်လုပ်ငန်းဆောင်တာဝီကိုပြန်လည်လုပ်နိုင်တဲ့အတွက်ပျော်ရွှင်ခဲ့ပါရီဒါပေမဲ့သူ့ကိုပို့ပြီးပျော်ရွှင်စေခဲ့တာကသူ့သမီးလေးဟာသူ့ရဲ့ပြန်လည်ကောင်းမွန်လာဖို့အတွက်အစွမ်းကုန်ကြိုးစားခဲ့တဲ့ဆော့ကိုတည်လိုက်ရတဲ့အချိန်မှာပါအဲ့ဒါကသူ့ကိုအရန်ကုန်ယူစေခဲ့ပြီးတော့သူ့ရဲ့မိသားစုလေးကိုပို့ပြီးပျော်ရွှင်အောင်လုပ်ဖို့စိတ်ပိုင်းဖြတ်စေခဲ့ပါရီကြည့်ရှုရပရိသတ်များအလုံးကျေးဇူးတူတင်ရှိပါခင်ဗျာ